မင်္ဂလာပါရှင် People's Spring ရဲ့ပြောပြအောင်မယ့်စီစဉ်ပါတောင်ကိုရီးယားသမရရုံးဆောက်ယောဂတော့အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန်ကြေညာပြီးမအောင်မြင်ခဲ့တဲ့နောက်ဆက်တွဲအဖြစ်ယာဒုကနေအပီးတိုင်ဖယ်ရှားခံခဲ့ရပါပြီဒါကြောင့်သမရလက်မဲ့ဖြစ်နေတဲ့အရှေ့အာရှအင်အားကြီးနိုင်ငံတောင်ကိုရီးယားဟာခေါင်းဆောင်တစ်တူးကိုရွေးကောက်တင်မြှောက်ရပါတော့မယ်နိုင်ငံရေးလေလာသူအများစုကတော့ဂျွန်လ3ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရပြီးသမရအရရာဆက်ခံမဲ့ပုဂ္ဂိုလ်က ဘသူဖြစ်မလဲဆိုတာကိုကြိုတင်ခတ်မှန်းထားပြီးပါပြီ။အဲ့ဒီသူကတော့2022ရွေးကောက်ပွဲတုန်းကယွန်ရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့သူလီဂျီမြောင်ပါ။အသက်တက်လာမဲ့တောင်ကိုရီးယားအစိုးရဟာနိုင်ငံသားရေးမူဝါဒတွေကိုအကြီးအကျယ်ပြောင်းလဲပြီးမြောက်ကိုရီးယားတရုတ်တို့နဲ့ထိတွေ့ဆက်ဆံမှုကိုမြင့်တင်ဖို့ကြိုးစားလာနိုင်ပါတယ်။ဒါကြောင့်တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲမှာဂျာမနီပို့ပါနေရမယ်။ တောင်ကိုရီးယားသမရလောင်းဆိုတဲ့ခေါင်းစဉ်ကိုအခုတစ်ပတ်ပြောပြအောင်မယ့်အစီအစဉ်အတွက်ရွေးချယ်ထားပါတယ်။2022ခုနှစ်ရွေးကောက်ပွဲတော်ကယုံရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့ပြီးအရန်ချင်းမြောင်းတဲ့မဲအရေးအတွက်နဲ့အရေးနိုင်ခဲ့တဲ့လေးချင်းမြောင်းဟာအခုလာမယ့်ရွေးကောက်ပွဲအတွက်ရေပန်းစားမှုမှာပြက်ပြက်သားသားဥဆောင်နေပါတယ်။လက်ဝဲရင်တိုးတက်ပြောင်းလဲရေးဝါဒီဖြစ်သူလီကသူဟာသမရနေရာအတွက်ရှင်ပြိုင်မယ်လို့ April 10ရက်နေ့မှာအတည်ပြုထားပါတယ်။ယုံရဲ့အရှုပ်အထွေးတွေကြောင့်တောင်ကိုရီးယားမဲစင်တာရှင်တွေကြားမှာ လက်ရရင်ကွန်ဆာဗေးတစ်တွေကိုလူကြိုက်နည်းနေခြင်းကလည်းလီရဲ့အောင်နိုင်ရေးလမ်းကြောင်းကိုပို့ပြီးတော့ဖျောက်ဖြူးနေစေပါတယ်။တောင်ကိုရီးယားနိုင်ငံရေးနယ်ပယ်မှာအဓိကပြိုင်ဘက်တွေဖြစ်တဲ့လက်ရရင်ကွန်ဆာဗေးတစ်တွေနဲ့လက်ဝဲရင်တိုးတက်ပြောင်းလဲအင်အားစုတွေကြားကမူဝါဒတွေဟာပြည်တွင်းရေးမှာတောင်မကပဲနိုင်ငံခြားရေးမူဝါဒတွေမှာပါစန့်ကျင်ဘက်ဖြစ်နေလေးရှိပါတယ်။ယွန်ကိုစားပြုခဲ့မှုတဲ့ကွန်ဆာဗေးတစ်ပါတီဟာမြောက်ကိုရီးယားနဲ့တရုတ်တို့အပေါ်ခါတီတဲမာတဲ့သဘောထားကိုခိုင်ခိုင်မာမာစုပ်ကင်ထားပါတယ်။ အမေရိကန်မှာလည်းသမရဆက်ဆက်ဟာမြောက်ကိုရီးယားနဲ့ပတ်သက်ရင်အလျှော့မပေးလို့တဲ့တင်းမာတဲ့မူဝါဒမျိုးကိုကင်ဆွဲခဲ့ကြပါတယ်။နောက်ပိုင်းဆယ်စုနှစ်တွေမှာတော့အမေရိကန်အစိုးရဆက်ဆက်ဟာတရုတ်ကိုလည်းချိန်ချောက်မှုတစ်ခုအဖြစ်ပို့ပြီးပြပြပြင်းပြင်းရှုမြင်လာပါတယ်။ဒီတော့မူအားဖြင့်တရုတ်နဲ့မြောက်ကိုရီးယားကိုရန်လိုတဲ့ conservative အစိုးရမျိုးတောင်ကိုရီးယားမှာအာဏာရနေတာကိုအင်ဖြူတော်ကပိုလိုလားပါတယ်။ဒါပေမဲ့အခုတော့ American ဟာ တောင်ကိုရီးယားမှာသဒုထအချိန်မြောက်တိုးတက်ပြောင်းလဲရေးဝါဒဆွဲလက်ဝဲရင်သမရတူအာနာရလာမယ်အခြေအနေအတော့ကြိုးစင်းစားထားရတော့မှာပါအရင်လက်ဝဲရင်သမရ၃ဦးစလုံးဟာမြောက်ကိုရီးယားနဲ့ပတ်သက်ရင်ပျော့ပြောင်းတဲ့ညှိနှိုင်းလိုတဲ့မူဝါဒတွေကိုကျင့်သုံးခဲ့ကြပါတယ်အားလုံးခမန်းထားတဲ့အတိုင်းလီတာတောင်ကိုရီးယားသမရအသစ်ဖြစ်လာမယ်ဆိုရင်ကိုရီးယားကျူးဆွယ်ရဲ့နိုင်ငံခြားရေးကဏ္ဍမှာရွန်လက်ထက်တုန်းကနေအင်မတန်ခြားနားတဲ့အရွေးတွေကိုတေချာပေါက်မြင်လာရနိုင်ပါတယ် တစ်ဖက်မှာလည်းကမ္ဘာရေရာခင်းချင်းတွေကခမန်းရခက်လောက်အောင်ပြောင်းလဲနေပြန်ပါတယ်အဓိကအနေနဲ့ American သမ္မတ Trump ကကုံတွယ်ဘက်နိုင်ငံတွေအပေါ်ပြင်းထန်ကြမ်းတမ်းတဲ့သွင်းကုန်အခွန်စီးကျပ်မှုတွေကျင့်သုံးပြီးတရုတ်နဲ့လည်းကုံတွယ်ရေးစစ်ပွဲတစ်ခုကိုဆင်နွှဲဖို့တဆုနေပါတယ်ဒီအခြေအနေတွေကကမ္ဘာကုံတွယ်စီးပွားရဝန်းကိုအတော်လေးအကျက်ရိုက်စေပြီးအနာဂတ်မရေရာမှုတွေစီတွန်းပို့နေပါတယ်ဒီတော့အဲ့ဒီအပြောင်းလဲမှာရှင်သန်ဖြတ်သန်းဖို့အတွက်နိုင်ငံတကာအစိုးရတွေဟာ မူဝါဒရေးရာပြည်လဲချိန်ညှိမှုတွေကိုစင်စာအကောင့်ထဲပေါ်လာရပါတယ်။ဥမာအနေနဲ့ဆိုရင်အမေရိကန်ရဲ့အစင်အလာမဟာမိတ်ဖြစ်ခဲ့ဘူးပေမဲ့ Trump လက်ထက်မှာနှစ်ဖက်ဆက်ဆက်ရေးအေးခဲမှုတွေရှိလာတဲ့ဥရောပသမဂ္ဂ EU နဲ့ကုန်သွယ်ရေးကုန်မြင့်တင်ဖို့တရုတ်ကလိုလားမှုပြသလာတာမျိုးအခင်းကျင်းသစ်တွေကိုမြင်လာရပါတယ်။တောင်ကိုရီးယားအနေနဲ့လည်းလေသာသမရဖြစ်လာရင်မြောက်ကိုရီးယားအစိုးရနဲ့စေစံညှိနှိုင်းမှုတွေပြန်လည်စတင်နိုင်ဖို့ကြိုးစားတာအပြင် တရုတ်နဲ့ဆက်ဆံရေးကိုလည်းမြင့်တင်ဖို့ရွေးချယ်လာနိုင်ပါတယ်။လီရဲ့လက်ဝဲရင်းတိုးတက်ပြောင်းလဲရေးအင်အားစုတွေဟာအခုကတည်းကတရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲရဲ့ဒီဂရီတရိပ်ရိပ်တိုးလာနေတဲ့အပေါ်စိုးရိမ်နေကြပါပြီ။တစ်ဖက်မှာလည်း Trump ရဲ့ American အစိုးရကမဟာမိတ်တွေအပေါ်စိန်ကားပြတ်တောက်တဲ့မူဝါဒတွေဇက်တိုက်အကျဉ်းသုံးပြနေတဲ့အပေါ်တောင်ကိုရီးယားကစိတ်ပူလာတာမဆန်းပါဘူး။ဒါပေမဲ့ American ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့ကမ္ဘာအရှိဖျားက American မဟာမိတ်တွေဟာ တရုတ်နဲ့ပတ်သက်ပြီးပဲစိုးရိမ်တင်တယ်လို့ပြောပါတယ်။ Trump ဟာတရုတ်ကိုကုန်သွယ်ရေးအရာဦးချိုးဖို့နံပါတ်၁ဦးစားပေးအဖြစ်တည်တည်မဲမဲစူးစမ်းနေပြီးမြောက်ကိုရီးယားချင်းချောင်းမှုနိုင်ငံတကာအကြမ်းဖက်မှုနဲ့ယူကရိန်းစစ်ပွဲတို့လိုခေါင်းစဉ်တွေဟာဒုတိယအဆင့်လောက်သာအာရုံစိုက်ခံရပါတော့တယ်။လီနဲ့တောင်ကိုရီးယားရဲ့လက်ဝဲရေးနိုင်ငံရေးအင်အားစုတွေက Trump လက်ထက်မှာ American ကိုအပြစ်အဝယုံကြည်ဖို့ဆိုတာစွန့်စားရကြလွန်တယ်လို့သဘောထားပုံပေါ်ပါတယ်။ အမေရိကန်ကဥဆောင်နေတဲ့တရုတ်ဆန့်ကျင်ရေးနိုင်ငံတကာအင်အားစုထဲမှာတောင်ကိုရီးယားဝင်ပါလိုက်တာဟာအခြေအနေတွေကိုပိုပြီးတော့ဆိုးသွားစေမယ်။မြောက်ကိုရီးယားနဲ့ဆက်ဆံရေးမှာလည်းပိုပြီးခါသီလာမယ်လို့လက်ဝဲရင်တိုးတက်ပြောင်းလဲရေးအင်အားစုတွေကယူဆပါတယ်။အခုအခြေအနေအရလီသာတောင်ကိုရီးယားသမရဖြစ်လာရင်နိုင်ငံသားရေးမူဝါဒတွေမှာအဲ့ဒီအပြောင်းလဲကိုတေချာပေါ့ဥတီမဲ့သဘောပါ။စိုးရင်ရတဲ့ပြဿနာကအဲ့ဒီအရွေမှာတောင်ကိုရီးယားအစိုးရတဲ့အပေါ် ထရမ့်ရဲ့စက်ကွင်းကကြားရောက်လာနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ထရမ့်ဟာတန်တမာရေးတွေကိုတိတ်အာယုံစိုက်တာမဟုတ်ပဲသူ့သဘောထားကိုစန့်ကျင်ရင်မဟာမိတ်တွေကိုပါစွန့်ခွာဖို့ဒဏ်ခတ်ဖို့တွန်းဆုတ်လို့မရှိပါဘူး။ဒီတော့လီဟာရွေးကောက်ပွဲမှာအနိုင်ရပြီးအစိုးရတဲ့ကိုဥဆောင်ပြီးဆိုတာနဲ့သူ့ရဲ့နိုင်ငံသားရေးမူဝါဒတဲ့မှာသတိကြီးကြီးချိန်ညှိမှုတွေလုပ်ရမှာဖြစ်ပါတယ်။သူကမြောက်ကိုရီးယားနဲ့ဆက်ဆံရေးကိုပြုပြင်ဖို့စူးစမ်းမှုတွေအတွက်တိတ်ပြီးခေါင်းခဲเสียမှရှိပေမဲ့ တရုတ်နဲ့ဆက်ဆံရေးကိုဘယ်အတိုင်းအတာအထိတိုးမြင့်မလဲဆိုတာတော့အများကြီးခြေညှိယူရမှာဖြစ်ပါတယ်။တောင်ကိုရီးယားဟာနိုင်ငံလုံးကြုံရေးကဏ္ဍအတွက်အမေရိကန်ရဲ့နျူကလ িয়ার အကာအကွယ်ကိုလိုအပ်နေစေဖြစ်ပါတယ်။ဒီတော့တောင်ကိုရီးယားကတရုတ်ဘက်ပြောင်းသွားတယ်လို့ယူဆရင်ထရမ့်ကကိုရီးယားကျွန်းဆွယ်မှာဖျက်ချက်ထားတဲ့အမေရိကန်တပ်တွေကိုပြန်ရုပ်သိမ်းသွားနိုင်ပါတယ်။အဲ့ဒီအခြေအနေမျိုးရောက်ခဲ့ရင်တောင်ကိုရီးယားဟာ TTG ရပ်တည်ရမယ့်အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီတော့တောင်ကိုရီးယားကတရုတ်ဘက်ပါသွားတယ်ဆိုတဲ့အတိတ်ပဲမျိုးမဖြစ်စေဘဲတရုတ်နဲ့အမေရိကန်ကြားမှာအရင်ကထက်ပိုပြီးကြားနေဆန်ဆန်ရက်တည်မယ်ဆိုတဲ့သဘောမျိုးကိုလီကပုံဖော်လာနိုင်ပါတယ်။ဒါပေမဲ့လည်းတရုတ်နဲ့သဘောတူညီမှုတွေရယူနေတဲ့အားထုတ်မှုမှန်သမျှကထရမ့်ရဲ့အမြင်မှာတော့ခါးသီးမှုတွေရှိနိုင်တာကိုလက်ခံထားရပါမယ်။တောင်ကိုရီးယားရဲ့လက်ဝဲရင်တိုးတဲ့ပြောင်းလဲရေးအင်အားစုတွေဟာကိုရီးယားနှစ်နိုင်ငံပြန်လည်တင့်မြတ်ပေါင်းစည်းရေးအိမ်မက်ကိုအကောင့်ထည့်ဖော်ဖို့အားထုတ်ကြိုးပမ်းခဲ့ကြပြီးပါပြီ။ အရင်လက်ဝဲရင်သမရ3ယောက်တုန်းကတော့မြောက်ကိုရီးယားကိုပြန်လည်ပေါင်းစည်းရေးအတွက်သွေးဆောင်စည်းရုံးနိုင်စွမ်းမရှိခဲ့ပါဘူးစူပါပါဝါနိုင်ငံကြီးနှစ်ခုကြားကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်နေတဲ့ကာလမျိုးမှာတောင်ကိုရီးယားကိုဥဆောင်ရမယ့်ဘဲသမရမဆိုတာဝန်ကြီးလွန်ပါတယ်ရွေးကောက်ပွဲမှာအနိုင်ရပြီးလီသာသမရဖြစ်လာရင်ကြုံလာမဲ့နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေကပြည်ထနာတွေပိုဆိုးသွားစေမှာကိုစိုးရိမ်မှုတွေလည်းရှိနေကြပါတယ် တောင်ကိုရီးယားမှာလက်ဝဲရင်သမရတွေအာဏာရခဲ့တဲ့အရင်အချိန်တွေတုန်းကလည်းနိုင်ငံသားရေးမူဝါဒတွေကိုအကြောင်းပြုပြီးအမေရိကန်နဲ့သဘောထားကွဲလွဲတာတွေရှိခဲ့ပူးပါတယ်။အားလုံးကြိုတင်တွက်ဆထားတဲ့အတိုင်းလီသားသမရဖြစ်လာရင်လေဒီလိုအခြေအနေမျိုးထပ်ပြီးကြုံလာအောင်မှာပါပဲ။ဒါပေမဲ့သိကြတာကတော့တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကာလမှာကိစ္စတိုင်းကပိုပြီးထိလွယ်ရှလွယ်ဖြစ်နေနိုင်တဲ့အတွက်လီဟာသူ့ရဲ့နိုင်ငံသားရေးမူဝါဒတွေ ထူးသဖြင့်တရုံနဲ့ပို့ပြီးဆက်ဆံရေးနီးကပ်စေမဲ့သဘောထားမျိုးတွေမှာအများကြီးပါနှပ်ဖို့သတိကြည်ကြည်ထားဖို့လိုအပ်လာမှာဖြစ်ပါရဲ့ရှင်။ People's Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည8:00နာရီအချိန်တိုင်းမှာတင်ဆက်ပေးနေပါရဲ့ရှင်။